မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်နဲ့အင်းစိန်မြို့နယ်မှာရှိတဲ့အင်းစိန်လှိုင်းသားယာကုသန်းသွာလာနေတဲ့ရွှေပြည်သားတရားဘရင်တော်တရားနဲ့အောင်စီရတရား၃စင်းလုံးကိုစစ်ကောင်စီကပိတ်ချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 19ရက်နေ့ည9:00နာရီကျော်အချိန်ကစတင်ပြီးတော့ ရုတ်တရက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိုင်တာယာအင်းစိန်ကူတန်းသွားလာနေတဲ့အောင်စီရဒရာမယန်းကုန်းလိုင်တာကူတန်းသွားလာတဲ့ဘရင်အောင်ဒရာရွှေပြည်သားလိုင်တာယာကူတန်းသွားလာတဲ့ရွှေပြည်သားဒရာ၃စင်းလုံးကိုစစ်ကောင်စီကကားများနဲ့ကန့်လန့်ရပ်ပြီးတော့ပိတ်ဆို့ခြင်းတန်ဆူးကျိုးများနဲ့ပိတ်ဆို့ခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒရာပေါ်မှာတန်ဆူးကျိုးတွေပါချထားပြီးတော့ဘာလို့ဒရာ၅စင်းလုံးကိုပိတ်လိုက်တာလဲတော့မသိရသေးဘူး။မနေ့ကည6နာရီခွဲအချိန်ကစတင်ပြီးတော့အင်းစိန်ကမ်းနားမှာရှိတဲ့ Spring Line Condo ရှိမှလဲစစ်ခွေးရဲခွေးတွေက အင်းစိန်ကနေလှိုင်းသာဘက်ကိုအသွာလမ်းတစ်ချမ်းလုံးကိုဝလုံးများတန်ဆူးကျိုးများနဲ့ပိတ်နေတယ်စစ်စေးတွေလုံနေတယ်ကားတွေစပိန်တွေဘာမှပြေးမသွားတော့ဘူးဘာစစ်စေးနေမှန်းတော့မသိဘူးလို့အင်းစိန်မျိုးနဲ့ပေါတော့ဝါမှာနေထိုင်တဲ့ပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမယန်းကုန်းမျိုးနဲ့ဘရင်တော်တရားပေါ်မှာလဲစစ်ကောင်စီကပိတ်ဆို့ထားပြီးတော့ကားများကိုဖြတ်တန်းခွင့်မပေးဘဲတောက်လျှောက်ပိတ်ဆို့စစ်စေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်လိုင်းသာဘက်မှာဘရင်အောင်တရားပေါ်ကိုကားတွေဖြတ်တန်းခွင့်မပေးတော့ဘဲနဲ့တောက်လျှောက်ပိတ်ဆို့ဆက်ဆဲတာတွေလုပ်နေတယ်။အောင်စေရတရားရော ဘရင်တော်တရားဘက်မှာရောပိတ်နေတာလို့သိရတယ်ဖြတ်တန်းသွားလာတဲ့လူတွေကိုအလုတ်တို့နေရက်လိပ်စာတို့ကိုမေးတယ်ကားတွေထဲမှာလည်းအကုန်ရှာတယ်ဘာတရင်ရလဲတော့မသိဘူးလို့ဖြတ်တန်းသွားလာနေတဲ့တက္စီသမားတို့ကရှင်းပြထားပါတယ်အလားတူပဲရွှေပြည်သားတရားဇနီးငုံစော်ပါကြီးဂုံးမှာကားများပိတ်ဆို့နေပြီးတော့လိုင်းကားများနဲ့ခီးတဲ့တင်ကားများကိုကားပေါ်တွေအထိပါစစ်ကောင်စီကတက်ရောက်ဆစ်ဆေးနေတယ်လို့သိရပါတယ်အခုအစစ်အစေးတွေအရန်ကျန်းနေတယ်အခုချိန်ထိကားတွေကလည်းသွားမရဘဲနဲ့တန်းစီပြီးပိတ်မိနေတယ် PDF သတင်းရလို့စစ်ဆေးတာလို့ပြောနေကြတယ်လို့ခီးသွားပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ညောင်လေးပင်ရွာအနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီလက်အောက်ခံခမာယ993တရဲနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကိုတော်လှန်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီနဲ့ PNO တပ်ဖွဲ့ဝဲ30ကျော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီစစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းဟာပြီးခဲ့တဲ့ AP လ73ရက်နေ့ဝင်းကျင်ကအင်အား80ကျော်ဝင်းကျင်နဲ့ဘူဟာအဆင့်ရှိတဲ့ထီရီရွာအထိုင်စခန်းကနေထွက်လာခြင်းဖြစ်ပြီးတော့တော်လိုင်းရဲ့ပူးပေါင်းတပ်ဖွဲ့ကကြားပြတ်တိုက်ခိုက်ရာ7နာရီကျော်ကြာတဲ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးဝင်းကျင်တိုက်ဆုံးက20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီအလောင်း20ကျော်ကိုတွေ့ရှိခဲ့တယ်တချို့ကိုစစ်ကောင်စီဘက်ကပြန်လည်တဲဆောင်သွားတာကိုအထောက်ထားတွေနဲ့တကွတွေ့ရှိခဲ့ပါတယ်စစ်ကောင်စီဘက်ကလက်ရှိအချိန်အထိတံပြန်စစ်ကြောင်းထိုးလာတာမျိုးမရှိသေးပါဘူး ထပ်ဆင့်ကြားသိရတဲ့သတင်းတွေအရတပ်သား30ကျော်သေဆုံးပြီး20ကျော်ဒဏ်ရာရတယ်လို့ကြားသိရပါတယ်လို့အလဲပိုင်းတိုက်အထူးစစ်စင်ရေးအဖွဲ့ဖြန့်မြင်းစစ်ကြောင်းကပြန်ကြားရေးတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ပွဲအတွင်းမှာ60မောင်းမှစိန်ပြောင်းများနဲ့ MA တနက်များကိုတင်းစီရမိခဲ့ပြီးတော့ဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအောင်ဘန်းဂရင်900ဆေးရုံမှာစေကူတမှုပေးနေကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေစီကသိရှိရပါတယ်တိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်9ဦးကြာဆုံးခဲ့ရပြီးတော့ရဲဘော်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အဲ့ဒီတိုက်ပွဲကိုအလဲပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ဖြန့်မြင်းစစ်ကြောင်းပြားစစ်ကြောင်းနဲ့ရှမ်းတောင် PDF မဟာမိတ်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကိုလာတယ်ဆိုတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုကော့ဂရိတ်မြို့အတွင်းမှာအေပီလ16ရက်နေ့ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား30ကျော်ထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ19ရက်နေ့မနက်9:00နာရီကစပြီးတော့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုကော့ဂရိတ်မြို့နယ်မြောက်ချမ်းနေရာများအာရှလမ်းမကြီးနေရာများနဲ့တရန်ကူကျေးရွာနေရာများမှာတိုက်ခိုက်ခဲ့တယ်လို့ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့အစိမ့်ငွေဘုံများမီးလောင်ဘုံများကိုအသုံးပြုပြီးတော့တိုက်ခိုက်လာကြောင်းကိုလည်းဗိုလ်မှူးကဆက်လက်ပြောပြခဲ့ပါတယ်ကြားပြူစစ်ကြောင်းကရဲဘော်၄ဦးမစိုးရင်ရဒဏ်ရာရရှိကြောင်းကိုလည်း၎င်းကဆက်ပြောပါတယ် စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာဒေါနာတောင်ကြီးကနေပြီးတော့ရှေ့ဆက်မတိုးနိုင်ပဲတချို့ဟာကော့ကရိတ်မြို့ကိုပြန်ဆုတ်သွားပြီလို့ယူဆရပြီးတော့ပြည်သူတွေအနေနဲ့အဲ့ဒီစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့မစိုးရိမ်ကြဖို့အတွက်ကော့ဘရာစစ်ကြောင်းတစ်ကစစ်ကြောင်းမူဘိုးစောကော်ကပြောဆိုခဲ့ပါတယ်တောင်ကြီးမှာပဲရှိနေတယ်ရှေ့ဆက်မတိုးနိုင်ဘူးအခုကြည့်ရတာတင်ကားတွေလည်းမတွေ့တော့ဘူးတချို့ကကော့ကရိတ်ကိုပြန်ဆုတ်သွားပြီထင်တယ်လို့စစ်ကြောင်းတစ်စစ်ကြောင်းမူဘိုးစောကော်က AP လ19ရက်နေ့မနက်မှာပြောဆိုခဲ့ပါတယ်လက်ရှိမှာဒေါနာတောင်ကြီးမှာ မြေပြင်ကနေပြီးတော့စစ်ကြောင်းထိုးနိုင်ခြင်းမရှိပဲစစ်ကောင်စီက112လေရင်နဲ့သာလာရောက်တိုက်ခိုက်နေတယ်လို့ဘိုးစောကော်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီစစ်ကြောင်းအထိနာနေတယ်လို့သိရပြီးတော့ အရေးအတွက်ဘလောက်သေးလဲဆိုတာကိုတော့မသိရှိရသေးဘူးလို့၎င်းကဆက်ပြောပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်မပူကြဖို့မစိုးရိမ်ကြဖို့ပြောချင်ပါတယ်။ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းဖြတ်တောက်နေတယ်လို့ဘိုးစောကော်ကပြောဆိုခဲ့ပါတယ်။ KN အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်များတိမ့်ပိုက်ထားတဲ့ KNP နဲ့မြောက်ရီမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်များကို KN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကဥဆောင်ပြီးတော့ရှေ့ဆက်မတိုးနိုင်အောင်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေးဆုံးခဲ့တယ်လို့ KNU ဘဟုက AP လ18ရက်နေ့မှာထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။မြောက်ပြည်မြို့မှာနောက်ဆုံးကြံနေတဲ့ခလာရ295တပ်ကို AP လ17ရက်နေ့မှာ KNL ၊ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီကမြောက်ပြည်မြို့ကိုပြန်လည်ရရှိဖို့အတွက်အောင်စီရအမည်နဲ့နိုင်ငံတော်အစ်စစ်စင်ရေးတရက်ကိုဖော်ဆောင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကူးတိုင်းနယ် KAP နယ်အဆက်မှာရှိတဲ့တောင်ငူလိပ်တူတန်းတောင်လမ်းမိုင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းနှစ်ခုကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ16ရက်နေ့မွန်လွယ်2:50မိနစ်အချိန်မှာတောင်ငူလိပ်တူလမ်းမိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ကြောက်လုံးကြီးစခန်းကိုစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူတေဆုံးခဲ့တယ်လို့သိရပါဗျ။ AP လ18ရက်နေ့မနက်6:25မိနစ်အချိန်မှာတောင်ငူတန်းတောင်လမ်းမိုက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခွနမိုင်းစခန်းကုန်းကိုစနိုက်ပါနဲ့ထပ်မံတွားရောက်ပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကတက်တက်ကြီး2ဦးအပဝင်3ဦးတေဆုံးပြီးတော့တက်ခွဲမှုတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စနိုက်ပါနဲ့တိုက်ခိုက်မှု2ချိန်မှာစစ်ခွေး၄កောင်သေးပါတယ်။ကျွန်တော်တို့တခြားတိုက်ခိုက်မှုတွေကိုလည်းလုံဆောင်ထားပါတယ်။ စစ်ခွေးတွေထိခိုက်သေးဆုံးမှုအခြေအနေတွေကိုတော့အသေးစိတ်စုံစမ်းနေပါတယ်လို့ People Defense Force တန်တောင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို People Defense Force တန်တောင်တောင်ငူခရိုင်တမဟာနှစ်တရင်ငါလက်အောက်ခံအဖွဲ့ရဲ့စနိုက်ပါတပ်သားများကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရှော်ဖြူကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့မနက်7:00နာရီခန့်ကအင်အား90ခန်းနဲ့စစ်ကြောင်းထိုးပြီးတော့ နထိုးကြီးမြို့နယ်ရှော်ဖြူကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခဲ့ရာအပြန်လန်ပစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ကြာအောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး4ဦးထက်မနည်းဒဏ်ရာရရှိကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်3ဦးလည်းမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄တပ်ရင်းနဲ့အတူမဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့မြင်းကြံခရိုင်တပ်ရင်း1တပ်ရင်း2 ၊တရဲ၃တရဲ၈မြင်းညာမြို့နယ်ပကဖ၊နထိုးကြီးမြို့နယ်ပကဖနဲ့မလိုင်မြို့နယ်ပကဖ MHLG Wings အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတရဲချောင်းမြို့နယ်ဝင်းဝရဲစခန်းကစစ်ကောင်စီတပ်သား၃ဦးဟာခဲရမြကိုယူဆောင်လာပြီးတော့ဗတိတလုံးပျောက်ကြားတပ်ဖွဲ့ထံမှအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ14ရက်နေ့မှာတရချောင်းမြို့နယ်ဝင်းဝရဲစခန်းကစစ်ကောင်စီတပ်သား3ဦးဟာခဲယမ်းများကိုယူဆောင်လာပြီးတော့ထွက်ပြေးလာပြီးပရီးတလုံးပျောက်ကြားတပ်ဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်သား3ဦးကိုလက်ရှိအချိန်မှာ Federal စစ်ကြောင်းထံကိုလွှဲပြောင်းပေးအပ်လိုက်ပြီးလို့ပရီးတလုံးတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။